ရန်ကုန်တိုင်းဒေသကြီးထဲမှာလူသတ်မှုတွေအရင်ထက်ပိုမိုများပြားလာတာကြောင့်တရခန့်ပြေးတွေကိုစီမံချက်ချပြီးလိုက်လံဖမ်းဆီးနေတယ်လို့ရဲတပ်ဖွဲ့ကပြောပါတယ်ဒီသတင်းကိုတော့ခိုင်ပန်းနူပေးပို့ထားပါတယ်ရှင်တမရိုင်းအမိန့်နဲ့လူငင်းချမ်းသာခွင့်ပေးပြီးနောက်ပိုင်းရန်ကုန်တိုင်းဒေသကြီးတွင်းမှာခိုးဆိုးလူရဲမှုတွေအရင်ထက်ပိုမိုဖြစ်ပွားလာခဲ့ပါတယ်အဓိကလူသတ်မှုတွေဟာအရင်ထက်ပိုမိုများပြားလာတာပဲဖြစ်ပါတယ် ဒီလိုဖြစ်ပွားလာတာတွေကိုကြိုတင်ကာကွယ်နိုင်ဖို့အတွက်တရားခံပြည်တွေကိုစီမံချက်ချပြီးလိုက်လံဖမ်းဆီးမှုတွေလုပ်နေတယ်လို့ရှီပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးချုပ်ကဒုတိယရဲမှူးကြီးမြင့်ထွေးကပြောပါတယ်လူသတ်မှုဆိုတာတော့ကျွန်တော်တို့ကရန်ကုန်တိုင်းဒေသကြီးဆိုတာတော့လူကြီးလည်းများတယ်၊မှုကင်းလည်းများပါတယ်ဒါအဲ့ဒါအတွက်လည်းကျွန်တော်တို့မှာရှိတဲ့အင်အားနဲ့အမြဲတမ်းအချိန်မြင့်လို့တောင်းဝန်ထမ်းဆောင်ပြီးတော့ဟလာမှုကင်းတွေကိုပေါ်ထုတ်နေတယ်လို့ခုနကထိရောက်ကြိုတင်ကာကွယ်မှုတွေကိုလည်း ျွန်တော်တို့ကအရေးယူဆောင်ရွက်နေတယ်။ခုနကပြောတဲ့အဓိကတရားခံကြီးတွေပေါ့။တရားခံကြီးဆိုတာတော့ပြည့်မှုကျူးလွန်မှုသာဖြစ်တဲ့အတွက်သူဒီနောက်ထပ်ပြည့်မှုကျူးလွန်မှုမခဲရင်တဲ့အဓိကတရားခံကြီးတွေကိုလည်းကျွန်တော်တို့စီမံချက်ချဖန်ဆီးပါတယ်။စည်ရင်းဝင်ရောစည်ရင်းမရောအဲ့ဒါကြောင့်ဒီဘက်ပိုင်းမှာတော့မူကင်းနေကြစည်ရင်းတော့ကျွန်တော်တို့ကဟုတ်လား။ဒီရောက်ကြတာဖြန့်စီလို့ဒီလေးကြီးတွေလည်းဖြန့်စီရဲ့မြန်မာနိုင်ငံတွင်းမှာတနေ့ကို ပြင်းပြလူတက်မှုတုံးမှုဖြစ်ပွားနေပါတယ်ခုလိုလူတက်မှုတွေများပြားလာတာနဲ့ပတ်သက်ပြီး ူကင်းချုပ်တင်ကာဝင်မှုတွေလှုပ်ဆောင်တင်တယ်လို့တရားလွတ်တော်ရှိနေတူဦးကသူ့ရဲ့မြင်ကိုခုလိုပြောပါတယ်။ဒါကတော့ရဲအပိုင်းပေါ့။ရဲအပိုင်းကဒီလိုဒီလိုရခင်ကပြစ်ချက်ဟောင်းရှိတဲ့ကိုဆိုလူရဲ့ဒီနဲ့ပတ်သက်လာလို့ရှိရင်တော့ဒါသူအများရန်စောင့်ကြည့်ဖို့ဆိုနေတယ်။နောက်ပြီးတော့ဒီလိုပြစ်မှုကျွလွန်နိုင်တဲ့နေရာမျိုးတွေမှာလည်းပဲလုံခြုံရေးတွေပါလေချထားဖို့တော့ဒုတိယဒီနေရာမှာတခုတော့ရှိပါလေရဲအင်အားမလုံလောက်ဘူးဘာညာဆိုတဲ့အာပြန်လဲစဉ်းစားမယ်ဆိုရင်တော့ ဒါကတော့ရဲရဲ့အဓိကလောက်ကတော့ပြည်သူတွေရဲ့အတက်အိုးရင်စည်းစိမ်ပေါ့နော်တို့တွေကာဝယ်ဖို့အဓိကပါဗျာဒီအင်အားတွေကိုအဲ့လိုခိုးဆိုးမဟုတ်ဘဲနဲ့ဒါဘာမှဖြစ်လာနိုင်တဲ့အပိုင်းမဟုတ်ဘဲနဲ့အင်အားတွေသုံးမဲ့အစားဒီဒီပြည်သူတွေကိုကာဝယ်ဆောင်ရှောက်တဲ့အပိုင်းဒီအင်အားတွေ လုပ်မယ်ဆိုရင်တော့ပို့ပြီးတော့အထူးကောင်းပါပါလက်ရှိမှာရန်ကုန်မြို့တွင်လူသူစီကားတဲ့နေရာတွေမှာလူရွက်မှုတွေ၊ကပိုက်နိုင်မှုတွေဖြစ်ပေါ်နေတာကြောင့်ပြည်သူတွေအနေနဲ့လုံခြုံမှုကင်းမဲ့တယ်လို့ခန်းစားနေရတယ်လို့ Facebook လူမှုကွန်ရက်တွေမှာရေးသားထားကြပါတယ်။ရာဇဝတ်မှုတွေမဖြစ်ပေါ်စေဖို့ရဲတပ်ဖွဲ့အနေနဲ့ညာဘက်တွေမှာလူစီကားရနေရာတွေကိုတွားရောက်ပြီးအရင်ထက်ပိုမိုတင်းကျပ်စွာစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့မင်္ဂလာတောင်ညွန့်ညွန့်နယ်ကရဲအရာရှိတူကပြောပါတယ် လက်ရှိမှာတော့လူသက်မှုတွေမှာဖန်ဆင်းရမိတာတွေရှိသလိုလွတ်မြောက်နေတဲ့တရားခံပြင်းများစွာရှိနေပါသေးတယ်။ကျမခိုင်ပန်းနူပါ။